အဲ့လိုအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီအဲပူလိုက်တဲ့ຢာဒီမှာပေါ့နော်ဒီရက်ခတ်ဆရာမလို့ပဲနဲ့အားသိပြီးတော့အသုံးပြုလို့ရမယ်လက်ကင်ပန်ကအသေးပြုလို့နေလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုတော့ဆုံးတီလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုသစ်တွေတလိုက်တီးရအောင်ကျွန်တော် channel လေးကို subscribe နှိပ်ထားပေးဖို့လည်းမြစ်တဲ့ရက်ခတ်အပါနော်ပါဆိုလို့ရှိရင်တော့ကျွန်တော်ကဒီမှာဒီတလမပေါ့နော်တလမပိုင်လုံးလေးကိုကျွန်တော်တုံးထားတယ်ပေါ့နော် ရပြီးသွားရင်တော့ကိုလိုတဲ့အနေအထားကိုရပြီးသွားတယ်ကျွန်တော်တို့ဒီမှာဒီကော်ပန်လေးနဲ့ပေါ့နော်ဟိုဘက်ဒီဘက်ကိုဟိုဘက်ထိပ်ဒီဘက်ထိပ်ကလေးကိုညီသွားအောင်လို့ပို့ပေးရမှာပေါ့နော် ပိုပြီးသားပြီဆိုလို့ရှိရင်တော့သူ့ကိုဒီလိုအဲဒီစွတ်တယ်ဗောနော်အကွေးပိုက်ကွေးလေးဗောနော်ဒီကောင်လေးကိုကြော်တော့အဲဒီမှာနည်းနည်းလေးဖြတ်လိုက်မယ်လိုတဲ့လောက်လေးဗောနော်တအားရှည်နေတဲ့အတွက်လိုတဲ့လောက်လေးကိုဖြတ်ပြီးတော့ဒီကောင်လေးကိုလည်းကော်ပက်လေးနဲ့ထပ်ပြီးပုတ်မယ်ဗောနော်ညီသွားအောင်လို့ အပီသားပြီဆိုရင်တော့ဒီမှာဆိုလိုအစဉ်ပြေးသွားပြီပေါ့နော်အပီသားရင်တော့ဒီ pipe နဲ့ကျွန်တော်တိုင်းပြီတော့ပေါ့နော်ဒီမှာဒီအဲ pipe ပြားလေးကိုပေါ့နော် PVC pipe အပြားလေးကိုထပ်ပြီးတော့ကျွန်တော်ဝိုင်းပြီးတော့ညှက်ကြမယ်ပေါ့နော်ဒီကောင်လေးကိုဒီကောင်ကတော့အသွေးနဲ့အပောက်ကလေးအထိုင်လေးလုပ်ဖို့အတွက်ပေါ့နော်အပိတ်အနေနဲ့လည်းသုံးပါပေါ့နော် ဲ့တော့ရေသုံးနေတဲ့ဒီကောင်ကိုကျွန်တော်တို့ကက်ကြီးနဲ့ဘေးကိုဝိုက်ပြီးတော့ညှပ်လိုက်မယ်ပေါ့နော်အဲ့ပြီးရင်တော့ဒီကောင်ကိုပိုက်ရဲ့အတွင်းထဲကိုထည့်มาဖြစ်တဲ့အတွက်အတွင်းထဲဟာအတိုင်းလေးကိုတိုင်ပြီးတော့ပေါ့နော်ဒီမှာကျွန်တော်ဒီမှာပိုက်ကလေးကိုထပ်ပြီးတော့အညီသွားအောင်လို့ညှိလိုက်တယ်ပေါ့နော် ်အားပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာအာသွင်းကောင်ပေါ့နော်အာသွင်းအာသွင်းကောင်ဒီ USB cable ကျိုးလေးပေါ့နော်ဒီကောင်လေးရဲ့အတိုင်းလေးကိုကျွန်တော်တိုင်မယ်အတိုင်းမိသားပြီဆိုလို့ရှိရင်တော့ဒီမှာဒီကောင်လေးကိုကျွန်တော်တို့ဓာတ်ကိုအပူပေးပြီးတော့ပေါ့နော်ဓာတ်နဲ့ PVC pipe ကိုကျွန်တော်လီမှာပေါ့နော်လိုတဲ့လောက်ကလေးကို လီးပြီးသားပြီဆိုတော့ဒီမှာဒီအောင်လေးမှာစုပ်ပြီးတော့သုံးလို့ရပြီဗောနော်အပြီးရင်တော့ဒီမှာ USB cable ကျိုးရဲ့ဒီအောက်ခြေရင်းသားလေးဗောနော်ဒီအောင်လေးကိုဖြတ်မယ်ဒီအပေါ်ခွန်ကိုခွာပြီးတော့လည်းသုံးလို့ရတယ်ဗောနော်ကျွန်တော်ကဒီမှာမခွာတော့ဘူးအဲဒီအောက်ခြေအရင်းအနေကျိုးအရင်းအနေပဲထုတ်လိုက်တော့မယ်ဗောနော် အဲ့တော့ဒီမှာအားပြီးသွားပြီဆိုရင်တော့ဒီမှာကဒါကအာသင်အာသင်စာကလေးပေါ့နော်လီသီယမ်ဘက်ထရီအာသင်စာကလေး TP 456ပေါ့နော်အဲ့ကောင်ရဲ့ဒီ input နေရာမှာပေါ့နော် plus or minus ပါတယ်အဲ့ကောင်လေးမှာကျတို့အပေါင်းနဲ့အနှုတ်ကိုမှန်ကန်အောင်တက်ပေးရမယ်ပေါ့နော်မှာပါနော်

အကောင့်ကိုတော့ကျွန်တော်တို့ဒီ B mine နဲ့နေရာမှာပဲလာပြီးတော့ဆက်ပေးမယ်ပေါ့နော်။ဒါကတော့ mine နဲ့ဂျိုးပဲဖြစ်ပါတယ်။ဒါက motor ကိုသွားမယ်ဂျိုးပေါ့နော်။အဲပြီးသားပြီးတော့နောက်ထပ်အဲ wire တစ်စပါပေါ့နော်။ဒီကောင်ကတော့အပေါင်းစားဖြစ်ပါတယ်။ကျွန်တော်တို့ motor ကိုပဲသွားမှာပေါ့နော်။ဒါပေမဲ့သူ့ဟာခလုတ်ကနေတစ်စင်မှသွားမယ်ပေါ့နော်။အဲ့တော့ဒီဘက်မှာခလုတ်ကနေအနက်စာတစ်စာကိုအဲဂျွိုင်းလိုက်မယ်ပေါ့နော်ဒါကလည်းဒီအနက်စာလည်းအပေါင်းစာပါပဲနော် အဲ့တော့ဒီရှီတဲ့ဘက်ကိုတော့ကျတို့မော်တာဟိုသွားမဲ့ဘက်ကိုထားမယ်ဒူတဲ့ဘက်ကိုတော့ဒီမှာဒီအသွင်း BMS ကကိုလာမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အန်ဒီ B+ ညီအစ်ကလေးမှာပဲထပ်ပြီးတော့ခဲတုံးမယ်ပေါ့နော်ဒါကတော့ဘယ်ဒီကနေသွားမယ်ကောင်းနှစ်ခုပေါ့နော်အဲ့တော့အဲ့ဒီဝိုင်ယာနဲ့စအောင်ကျွန်တော်တို့ဒီနောက်ဖက်ချံမော်တာကိုသွားမယ်ဘက်ကိုလာပြီးတော့ဆွဲပေးမယ်ပေါ့နော် ထားပြီးသားပြီးဆိုရင်တော့ကျွန်တော်လီသီယမ်ဘက်ထရီကိုဟိုဘက်တီတွန်းထည့်လိုက်မယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်တော်ဒီမှာတို့ဒီကောင်လေးကိုလည်းအဲထဲထဲမှာရွေရှားမှုမဖြစ်အောင်လို့တပည့်တိတ်ကလေးနဲ့ကတ်လိုက်မယ်ပေါ့နော်ကတ်ပြီးပြီဆိုလို့ရှိရင်တော့တပည့်တိတ်လေးနဲ့ထဲထဲမှာဒီဘက်ထရီလေးကိုထည့်ထားလိုက်မယ်ပေါ့နော် အပြီးနော်ခလုတ်ကလေးကိုကျွန်တော်တို့တက်လိုက်မယ်တက်ပြီးသားပြီဆိုရင်နော်ဒီဘက်မှာပိုက်ကွေးတစ်ခုတက်မယ်ပေါ့နော်ပိုက်ကွေးလေးကတော့ကျွန်တော်ဒီကောဘက်ပွတ်ထားတဲ့ပိုက်ကွေးလေးကိုတက်မယ်တက်ပြီးသားရင်နော်ကျွန်တော်မော်တာမှာတစ်ခါလေးတက်မယ်ပေါ့နော် တော့ဒီမှာဆိုလို့ရှိရင်အပေါင်းကအပေါင်းမကန်အောင်တတ်ပေးရမယ်ပေါ့နော်အနှုတ်ကတော့အနှုတ်ပဲတတ်ပေးမယ်အပြီးသားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာမီးရှုံလေးနှစ်ခုရှိမှာပေါ့နော်အဲဒီကောင်လေးတွေကိုကျွန်တော်တို့ဒီမီးလေးအပူပေးပြီးတော့ဒီကောင်လေးကိုရှုံချထားရမှာပေါ့နော်ဒါမှဂျိုးဒီဇိုင်းနဲ့ဒီစားအမပူပေါ့လို့ပေါ့နော် အပီးသားပြီဆိုရင်တော့မော်တာမှလည်းကျွန်တော်တို့ဒဘယ်တိတ်ကလေးကိုထပ်ပြီးတော့ကပ်ပေးမယ်ပေါ့နော် ကပီးသားပြီဆိုရင်တော့မော်တာလေးကိုအထဲထဲကိုနည်းနည်းလေးအအဝင်ဝင်ကြပြအောင်တွန်းထည့်ပြရမယ်ပေါ့နော်ဟုတ်နော်ဒါဆိုလို့ရှိရင်ရပါပြီ။ဒါပြီးတော့အမော်တာလေးနဲ့တက်ပြီးဆိုင်းကြည့်မယ်နော်တခြား။ဟောဒီမှာ okay ပါပြီ။

။နောက်ပြီးသားရင်တော့ထပ်ပြီးတော့စမ်းကြည့်မယ်ပေါ့နော်။မာโอเคသွားပြီ။နောက်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာ PPC အပြားလေးမှာပေါ့နော်ကျွန်တော်တို့ဒီအဝိုင်းလေးတစ်ခုလုပ်မယ်။ဒီကောင်ကတော့ကျွန်တော်တို့ motor အဲဒီထိုင်နေရာလေးမှာပေါ့နော်တက်ပြီးတော့ကျွန်တော်တို့ဒီ

အားပြီးသားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ PPC ပိုက်ပေါ့နော်အကြီးရှိမယ်အဲအကြီးကိုမှကျွန်တော်တို့ဒီလိုတလောက်ကလေးပေါ့နော်အဲဖြတ်လိုက်မယ်ဖြတ်ပြီးသားပြီဆိုရင်တော့ဒီမှာသူ့ကိုဒီလိုဖြတ်ချလိုက်မယ်ပေါ့နော်ကျွန်တော်အခုပြရတဲ့အတိုင်းအပိသားရင်တော့ဒီဘက်မှာပိုးနေတဲ့ကောင်လေးတွေကိုဖြတ်ပြီးတော့ဒီနှစ်ခုပြန်ဆက်မယ်ပေါ့နော် အပီးသားရင်တော့သူ့ကိုလည်းကော်လေးနဲ့ထပ်ကပ်မယ်ပေါ့နော်ကပ်ပြီးပြီဆိုရင်လည်းကျွန်တော်တို့ဒီမှာဒီကောင်လေးကိုပေါ့နော်ဒီမှာထိတ်မှာဒီအဲတောက်ကလေးလေးထည့်ပေးရမယ်ပေါ့နော် ဟုတ်နော်ဒါကလေးတွေအပေါ်ထည့်ပြီးပြီဆိုတော့ねဒီခုနကတော့ကျွန်တော်လှုပ်ထားတဲ့ဒီပိုင်ကလေးကိုအဲတက်လိုက်ရုံပဲဗောနော်ဒါဆိုရင်တော့ဒီတောက်ကလေးတွေလိုက်ထည့်ပြီးသားပြီဆိုရင်เนาะကျွန်တော်လက်ကိုထိခိုက်တော့မဟုတ်ဘူးပေါ့เนาะ ော်ဒီတောက်ထဲနေရာမှာဆိုရင်လည်းနောက်မှာကျိုးတို့အပေါက်ရှိနေဖို့လိုတယ်ပေါ့နော်ဒါမှနောက်ကလေကို ရှေ့ကိုဆုပ်ပြီးတော့တွန်းနိုင်မှာဖြစ်တယ်နှမဆိုလို့ရှိရင်တော့ကျိုးလေရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျိုးတို့ဒီတောက်ကလေးတွေကိုထဲနေရာမှာကျဲနေအဆင်ပြေပါတယ်အခုလိုလေးခုပဲထဲမယ်ဆိုလည်းရတယ်ပေါ့နော်ကျောင်းကတော့ဒီမှာရှစ်တောက်ထည့်ထားတယ်နောက်မှာတော့သူကဒီအပေါက်ရှိနေဖို့လိုပဲပေါ့နော် ဒါမှလည်းနောက်ကလေရရှိဘူးဆုပ်ပြီးတော့တွန်းလိုက်မှဖြစ်ပါတယ်။အပြည့်ပိတ်လိုက်မယ်ဆိုလို့ရှိရင်နောက်ကလေမရတဲ့အတွက်ရှိ ው လေလေရမှာမဟုတ်ပါဘူး။ まだそれしいのビールはいいのまあ、しよりもね、いいのな。 အဲ့တော့ဒီကောင်ကိုကျွန်တော်တို့တစ်ချက်အားသွင်းကြည့်မယ်ပေါ့နော်ဒီမှာအသင်းဘောက်ကိုထိုးလိုက်ပြီကျွန်တော်ဒီဘက်မှာပောက်ကလေးတော့ဖောက်ထားရပေါ့နော်အထဲမှာအားဝင်မဝင်အားပြေမပြေတည်အောင်တော့ပေါ့နော်ကျွန်တော်မီးလင်းနေရအတွက်နည်းနည်းလေးအမြင်ရအောင်ပေါ့နော်ဒီမှာထဲထဲမှာမီးနီလေးလင်းနေပေါ့နော် ဒါတော့ကျွန်တော်တို့နေရာဒီမှာအဲပူလိုက်တဲ့နေရာဒီပေါ့နော်အသုံးပြုလို့ရမယ်အတင်းမှာငါပြလို့နေလေကိုတိဆက်ပေးတော့တာပဲဖြစ်ပါတယ်အဲ့တော့ကျေးဇူးအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်